နေတက်အောင်နေပါလူဘဝရတာချင်းတူရင်တော့နေတက်တဲ့သူကစိတ်ချမ်းသာပါတယ်တရက်မှ၂၀ဘဲနိုင်အချိန်ရတာချင်းတူရင်တော့အတုံးချတတ်တဲ့သူကအကျိုးပေါ်ရှိပါတယ်ဘဝမှာစိတ်ထားတတ်သူကအဆင်မပြေလေဘယ်နေရာမှဆိုစိတ်ချမ်းသာအောင်နေတက်ပါတယ်တကယ်တော့လူတိုင်းမှာအတွေးကိုစီအပူကိုစီနဲ့ပါပဲဒါပေမဲ့တွေးတွေကိုထိန်းထားနိုင်တဲ့သူနဲ့ အပူတွေကိုအေးအောင်ငိမ့်နိုင်တဲ့သူကအေးချမ်းမှုပေါ်ရသွားတာပါပဲ။ဘာမဟုတ်တဲ့လူတွေအတွက်နဲ့စိတ်ညစ်မခံပါနဲ့။ဘာမဟုတ်တဲ့ကိစ္စအသေးမွှားလေးတွေအတွက်နဲ့ခုမဟုတ်ရင်တော့အချိန်တိုင်းတာတစ်ခုခုမှပြောင်းလဲခြင်းပြောင်းလဲသွားမှာပါ။ပြီးခဲ့သမျှတွေကိုဒီနေ့မှခြံသားခလိုက်ပါ။မနှက်ဖန်အထိပြင်မသွားပါနဲ့။သူ့ကြောင့်ငါ့ကြောင့်မတွေ့ပဲဖြစ်ပျက်သမျှတွေကိုစိတ်ထားပုံထားနီးကြွားသွားရင်ပဲခွင့်လွှတ်ပေးနိုင်ဘူး။ မေတ္တာထားနိုင်သူကငြိမ်းချမ်းတာပါပဲ။